မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့ဤကကနိဘတ်တဲကနိဘတ်တရာ3ဝေဒီဆက်တော့ကြောင့်ဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော့ကတော့မိမိပိုင်စားတော့ရွာငယ်တစ်ခုတို့သွားတဲ့ဖြစ်ခရီးအကြမ်းတွင်ရန်သူခိုးသားပြီးမှအလွမြောက်လာတော့တတိယကြောင့်အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နယ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ် နာတပိန်တည်းကြီးသည်မိမိစားရသောရွာသို့လဲရင်ပြဲသွားလက်တော်အပြန်တွင်ခရီးအကြ၌တကူတို့ကိုမြင်လေ၏တို့အကတည်းကြီးသည် ဖြစ်ကြနိုင်တဲခုနေထိုင်ရန်မသင့်တာဝတိမျိုးတော်နေလို့အရောက်ပြန်မည်ဟုနွားတို့ကိုအတင်းမောင်းနှင်ကပြန်ခဲရ၏အိမ်တို့ ရောက်၍နက်နက်အခါမြတ်စွာဘုရားထံဖူးမြော်သွားရင် ထိုအကြောင်းကိုလျှောက်ထားလေ၏မြတ်စွာဘုရားသည်တတိကြီးရှေးခါ၌လည်းတခုတို့သည်ဖြီးကြဝဲပညာရှိတို့ကိုမြင်၍မလူရက်ပဲမိမိနေရာတို့သာပြန်လာကုန်ဘူးဟုမိတော်မူကား အောက်ပါအသေးစက်ကိုဆောင်းတော်မူသည် ညွန်လေးပြီးတော့အခါပရဏတိပြည်ဝဲပြမတတ်မေမေပြုတည်ရှိသောဖျားလောင်းသည်စည်းစေဥစ္စာများစွာကျွဲဝါသောတတိကြီးတူဖြစ်လေ၏တနေ့တနိုင်တတိကြီးသည်မွန်မြတ်သောဘောဇင်ကိုတုံးဆောင်ရန်ပြင့်ဖိတ်သည့်ဖြစ်ရွာငယ်တစ်ခုသို့လဲရင်ဖြစ်သွားရာအပြန်တွင်ခရီးအကြား၌တခုတို့ကိုမြင်၍တဲကိုနေထိုင်ရန်မတင်ဟုနှွားတို့ကိုမောင်းနှင်ကအိမ်တို့အရောက်ပြန်လေ ေ၏အိမ်တို့ရောက်လျင်မွန်မြတ်သောဘောဇင်တို့ကိုတုံးဆောင်ပြီး၍မွန်မြတ်သောအိယာ၌နှောင်းဆက်ကငါမတကူတို့လက်မှလွမြောက်လျက်ဘေးမရှိရာမိမိအိမ်တို့ပြန်လာနိုင်ပြီသည်ဟု စင်ကြင်အောင်မိသည်ဖြင့်ယန္တူတို့နေရာ၌ တရက်နှစ်ရက်မြအနေရချင်းပင်ဆင်းရဲလာ၏တို့အတွက်ပညာရှိသောသူသည် ရန်သူတို့နေရာ၌မနေထိုင်ရာဟုဝမ်းမြောက်ဝမ်းသာဥဒန်စကားမကြားလိ၏နောက်အခါအတက်ထက်ဆုံးအလိုအဆရှိသော ကုထုကောင်းမှုတို့ကိုပြုစုအားထုတ်ကာတေလွန်သောအခါကံအားလျော်စွာ လာရလိ၏ဤတို့လျှင် မြတ်စွာဘုရားသည်အတိတ်ပြစုံပံနတန်တော်ဝထုတို့ကို အနုတန်ဒီဆက်ဆက်တော်မူလျက်ယဟန်တို့တို့အခါဗာရဏတိတထေးသည်ယခုအခါငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဝီရိဇတ်တော်ဤတွင်ပြီးခုလိုပပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကို အထူးပဲကျေးဇူးတင်ရှိပါလေရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ